thank you မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်ပြည်သူတော်လိုင်းရဲ့မဟာဗျူဟာက တနိုင်ငံလုံးကွက်ပြည့်နေဖြစ်တယ်လို့ကာကွယ်ဝင်ကြီးပြောကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူတော်လိုင်းရဲ့မဟာဗျူဟာကတနိုင်ငံလုံးကွက်ပြည့်နေဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးဟင်မွန်ကပြောပါတယ်မြေဝတွမော့သားရဲ့အိမ်ပြန်ခီးအတွက်ဒုပြန်လာပြီးအေယာရီကမ်ပိန်းအစီအစဉ်မှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါဒီကနေ့ပြည်သူတော်လိုင်းရဲ့မဟာဗျူဟာကတနိုင်ငံလုံးကွက်ပြည့်နေဖြစ်ပါတယ်လို့ဦးဟင်မွန်ကပြောပါတယ် ်ကွက်ပြင်းနင်းဆိုတဲ့စကန်ရဲရဲ့အတိတ်ပဲကစစ်တုံးမြေပေါ်မှာတတ်မှတ်ထားတဲ့ပျောက်ကြားအခြေခံဒေသအနေမျိုးတွေကိုမြေပုံ grid ကွက် တကွက်မကြောင်အပြည့်အဝဝင်ရောက်ရှင်းလင်းရမယ်ဆိုတာနဲ့တနည်းအားဖြင့်ပျောက်ကြားအခြေခံဒေသတစ်ခုလုံးကိုတလက်မမကြံအင်အားသုံးဝင်ရောက်ရှင်းလင်းပြီးစိုးမိုးထိန်းချုပ်ကန်ရမယ်ဆိုတဲ့အထိပ်ပဲလို့ဆိုပါရယ်လက်နက်အားကိုနဲ့ပြည်သူကိုရှန်သက်ပြုနေတဲ့စေအုပ်စုကိုရရလက်နက်ဆွဲကင်ပြီးခုခံတွန်းလှန်မှုမှတပါပြည်သူတွေမှာအချောရွေးချယ်စရာမရှိပါဘူးအခုချိန်မှာလူငယ်တွေက PDF ဖြစ်ခံယူရင်းအသက်နဲ့ဘဝကိုရှင်ပြီးတိုက်ပွဲဝင်နေကြတဲ့အချိန်တော်လန်ပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနဲ့စားတွေကဖြစ်နိုင်သမျှထောက်ပံ့လူတိုင်းရင်တော်လန်ခီးကိုအတူတကွဖျက်ဆီးနေကြ တာဖြစ်တယ်လို့ဝင်ကြီးဦးရင်မွန်ကပြောပါတယ်။နှွေဦးဒေါ်လာကြီးရဲ့ရလက်ကအင်မတန်ကြီးကျယ်ခမ်းနားပြီးသမိုင်းသစ်ကိုဖန်တီးနေတယ်လို့ဦးရင်မွန်ကဆိုပါတယ်။ဒီဒေါ်လာကြီးအပွဲရဲ့ရလက်ကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်သမိုင်းသစ်ကိုဖန်တီးနေတဲ့ဒေါ်လာကြီးပါကျွန်တော်တို့အားလုံးယင်းနီးရကြိုးနှက်ပါလိမ့်မယ်။ဒေါ်လာရဲ့ပေါ်ရီအဖို့အားထားစရာကပြည်သူတွေပဲရှိတယ်လို့ဝင်ကြီးကဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလနေ့ရက်လွတ်လပ်ရေးနေ့မှာကာကွယ်ရေးဝင်ကြီးဌာနကထုတ်ပြန်နေစီရင်ဖြစ်ပေါ်တိုးတက်မှုအခြေအနေအစီရင်ခံစာအရပြည်သူကာကွယ် တက်မတော့ PDF တိုင်ရင်တက်ဖွဲ့ရီနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖရီကမဟာမိတ်တိုင်ရင်သားတွန်လိုင်းဖွဲ့ရီရဲ့နေမြေတွေလွတ်မြောက်ဖို့အတွက်ပြည်내ခုနှစ်ခုလုံးမှာပူးပေါင်းတိုက်ပွဲဝင်လျက်ရှိရလို့ဖော်ပြခဲ့ပါတယ်။ မြေဝကျောမော်သားတွေကလည်းဒီကွက်ပြေးမဟာဗျူဟာကို ပို့ပြီးပြေဆုံးခဲ့တာကြောင့် ARD တိုင်းလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူ ARD တိုင်းနဲ့မြန်မာပြည်တော်ကပြည်သူတွေအားလုံးဆက်ရှိနေပေးကြဖို့ဥယျာဉ်မွန်ကတိုက်တွန်းပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဒီမိုကရေစီအနှစ်သာရမသိတဲ့နိုင်ငံရေးသမားတွေကြောင့်တိုင်းပြည်မငြိမ်မသက်ဖြစ်ရတယ်လို့ကြန့်ခိုင်ဒုတိယဥက္ကဋ္ဌအဖြစ်ဖို့ရဲအကြောင်းတင်ဆက်ပေးပါမယ်။အာနာသိမှုကိုအားပေးအမြောင်လုံခဲ့တဲ့ပြည်တော်စုကြန့်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP ဒုတိယဥက္ကဋ္ဌဒီမိုကရေစီရဲ့အနှစ်သာရကိုမသိတဲ့နိုင်ငံရေးသမား တွေကြောင့်တိုင်းပြည်မငြိမ်မသက်ဖြစ်ရတယ်လို့ပြောကြားပါရယ်။မေလ16ရက်ကမကွေးတိုင်းတွင်ရှိစံခိုင်ပါတီဝင်များနဲ့မကွေးမြို့မှာတွေ့ဆုံစဉ်၎င်းကထပ်ပါတိုင်းထည့်သွင်းပြောကြားခဲ့တာပါ။ဒီမိုကရေစီရဲ့အနှစ်သာရကိုမသိပဲအတလွန်ခဲ့တဲ့နိုင်ငံရေးသမားတွေကနိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းပေအကြမ်းဖက်နည်းလမ်းနဲ့ဖြေရှင်းတာကြောင့်တိုင်းပြည်မငြိမ်မသက်ဖြစ်ရတယ်လို့ဦးလာထွန်းကပြောပါရယ်။ဒီအပြောနဲ့ပတ်သက်ပြီးဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်ခဲ့တဲ့နိုင်ငံရေးသမားတွေဘက်ကတော့ငါစကားနွားရပြောဆိုချင်တာဖြစ်တယ်လို့တုံ့ပြန်ပါရယ်။ရှင်းရှင်းပြောရရင်တော့ ော့စစ်တပ်ကြောတာနောက်ကံပြုပြီးတော့စစ်တပ်နဲ့ရက်တီနေပြီးတော့မှနိုင်ငံရေးအသွင်ပြောင်းထားတဲ့ပါတီတခုကပုပ်ကိုတယောက်ကပြောတယ်ဆိုတာကအမိမောက်မတည့်ပဲသူလိုချင်ရပြောပြီးတော့မှငါစကားနွားရပြောတယ်လို့ပဲပြောချင်ပါတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ဝိုင်းရဲ့နိုင်ငံရေးသမတအုပ်ဖြစ်တဲ့ဦးထွန်းမြင့်ကမှတ်ချက်ပေးပါတယ်။ဒါအပြင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ကန်တောင်ဦးကလည်းအာနာသိန်းစစ်ကောင်စီတပ်ကရောအကြမ်းမဖက်ဘူးလားလို့မေးခွန်းထုတ်ပြောပါတယ်။ဒါရီပြောရင်ဒေါရီပါတယ်တိတ်မပြောချင်ဘူးဗျာလို့စစ်ကောင်စီကိုစန့်ကျင်ပြီးမြန်မာထိုင်းနယ်စပ်ကိုတင်းရှောင် ောင်းလာရတယ်နိုင်ငံရေးသမားတအုပ်ကပြောပါရတယ်။ ဒါအပြင်နိုင်ငံချစ်စိတ်နဲ့တိုင်းပြည်နယ်ပြည်သူအတွက်နိုင်ငံရေးကိုစည်းလုံးညီညွတ်စွာလှုပ်ဆောင်ကြဖို့လိုတယ်လို့ဦးသိန်းစိန်အစိုးရလက်ထက်သမရာယုံဝင်ကြီးဟောင်းဖြစ်သူဦးလာထွန်းက၎င်းရဲ့ဩဇာကံဒီကိုတိုက်တော်မာတယ်။တပ်ဖန်မီဒီယာခေတ်ဖြစ်တာကြောင့်ကမ္ဘာကြီးကရွာသားရဖြစ်လာတော့လဲအသိမြင်များလွဲမပြီးအစိုးဘက်ကိုဦးတည်လာတာကြောင့်အခုချိန်ကမိမိတို့တိုင်းပြည်အတွက်အရေးကြီးဆုံးအချိန်ဖြစ်ကြောင်း၎င်းကပြောပါတယ်။စစ်ကောင်စီလော်ဘီတွေကကချင်ပြည်နယ်ပမော်မြို့တိုက်ပွဲသတင်းတွေနဲ့တပရင်မြို့နယ်အိုးတိန်တွင်ရာစတင်ကြောင်းပုံကျဲမှုတို့ကိုတီတီတာတာသတင်းမှားတွေဖြန့်နေခြင်းပို့ချ ုံဟောင်းဦးလောင်ထွန်းကပြောလာတာပါ။အဲ့ဒီနောက်စစ်ကောင်စီကမကြခင်ကျင်းပလာတော့မှဖြစ်တဲ့အတွက်ပေါ်ပေါ်ဆာဆာမနေကြပဲတိုင်းခရိုင်မြို့နယ်ရက်ကြီးအလိုက်အစင်စင်စီမံချက်များချမှတ်လုံဆောင်ဖို့လိုကြောင်းဘောင်းပီမှာပစိုးဝင်လို့ပြောင်းလဲလိုက်သူတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီဒုတိယဥက္ကဋ္ဌကပြောပါရတယ်။ ပါတီအောင်နိုင်ဖို့အတွက်လုံရမှာအတိုက်ခံများပြိုင်ဘက်များရှိလာနိုင်တဲ့အတွက်မိမိတို့လှုပ်ဆောင်မှုတွေကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရပ်တည်နေဖို့လိုပါတယ်လို့၎င်းကပြောပါတယ်။ဒီဇင်ဘာလအတွင်းကျင်းပရန်စူးစမ်းနေတဲ့စစ်ကောင်စီရွေးကောက်ပွဲကိုရပ်တမတ်တာဖြစ်ပြီးရွေးကောက်ပွဲရက်ကြီးညာပြီးတာနဲ့လွတ်တော်ကိုယ်စားလှယ်လောက်အမည်စင်းများကြီးညာပြီးရဲ့နောက်မဲဆွယ်ကာလတတ်မှတ်ကြီးညာပြီးမယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကပြောဆိုပါတယ်။၂020ပြည်နှစ်အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကတောင်ပြိုကမ်းပြိုနိုင်ရခဲ့ပြီးရဲ့နောက်မဲလိန်နယ်လို့ဆိုပြီးဗိုလ်ချုပ်မှုကြီးမရောက်နိုင်ဦးဆောင်တဲ့စစ်တပ်က ဖေဖော်ဝါရီလရက်နေ့မှာလက်နက်အားကိုနဲ့အာဏာသိမ်းခဲ့ပြီးစန့်ကျင်သူများကိုအကြမ်းဖက်နှိမ်နှီးမှုတွေပြုလုပ်ခဲ့တဲ့အတွက်အဲ့ဒီနှစ်စက်တင်ဘာလ9ရက်ကစတင်ပြီးလက်နက်ကိုင်းစန့်ကျင်တိုက်ပွဲစတင်ခဲ့တဲ့အခုက၄နှစ်နီဘာကာလအတွင်းတော်လိုင်းအင်အားစုတွေကထိန်းချုပ်နေပြီး85ရှာခိုင်နှုန်းတရှိလာပြီးဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလက်ရှိလာက2025ခုနှစ်မြန်မာနှစ်စဉ်တရက်နေ့ AB လ18ရက်မှာထုတ်ပေါ်ပြောကြားထားပါတယ်ဆလပီဓာဝဲအရှိတော်ဒေတာဆင်ရဲကြော်ကြားတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား6 ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းဒေသကြီးတဝဲခရိုင်တဝဲမြို့အရှိတော်ဒေသမှာဆင်ရဲကြော်ကြားတိုက်ပွဲတွင်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရခဲ့ကြောင်းဒေါနာတရင်ချီမုံကြီးတက်ခွဲခုနှင့် LPF တာဝန်ရှိသူထံမှသိရပါတယ်တဝဲမြို့အရှိတော်ဒေသကိုစစ်ကြောင်းထိုးလာတဲ့အင်အားညရာကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းပူပေါင်းတပ်တွေကပြီးခဲ့တဲ့ AP 28ရက်မှာမေလဆင်ရဲတီတိုက်ပွဲပေါင်း၄ချိန်ဖြစ်ပွားခဲ့ကြောင်းဒေါနာတက်ခွဲခုနှင့် LPF ထံမှသိရပါတယ် AP 28ရက်နေ့မှာအင်အားညရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ် တွေကမေလ2ရက်ညနေ4:45မိနစ်ခန့်မှာတရံကုန်ကျေးရွာနဲ့ရမစူးကျေးရွာကြားမှာပထမကျင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှု45မိနစ်ခန့်ကြာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒါအပြင်မေလ9ရက်နေ့နေ့လယ်12:00နာရီဝန်းကျင်ခန့်မှာဘဝပင်ကျေးရွာတာဝါရိုင်းနီမှာဒုတိယကျင်းထိတွေ့တိုက်ပွဲတစ်ကျင်းနဲ့ညနေ4:45မိနစ်မှာ9:35မိနစ်ခန့်မှာတတိယကျင်းထိတွေ့တိုက်ပွဲတစ်ကျင်းမေလ10ရက်မနက်9:00နာရီမှာ8:00နာရီ စရုတ်ဒချင်းထိတွေ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။စနေရက်တွင်မှအပြင်းထန်တိုက်ပွဲလေးကြိမ်ဖြစ်ပွားတဲ့စစ်ကောင်စီကအင်အားနေရာနဲ့စစ်ကြောင်း၃ကြောင်းခွဲပြီးတက်လာတယ်။တက်ရင်ဆိုင်ရင်ပေါင်းပြီးတက်လာကြတာပေါ့။စစ်မှုရဲပတ်စင်ရှစ်ကတင်းနှန်းစင်းနေပါတယ်။ကျွန်တော်တို့ဘက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိတယ်လို့ဒေါနာတက်ခွဲခုနှစ် LPM မှပြန်ကြားရေးတာဝန်ခံလေးရဲဘော်လီယိုကပြောပါတယ်။စစ်ကောင်စီတက်နဲ့ဒေါ်လိုင်းပူပေါင်းတက်တွင်ရဆိုင်ရဲကြော်ကြားပိတ်ဆို့တိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား၆ဦးသေဆုံးပြီး၄၀ကျော်အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက် မှုတွင်တော်လိုင်းပူပေါင်းတပ်ဖွဲ့မှလည်းရဲဘော်နှောင်းကြဆောင်ခဲ့ပြီးစိုးရင်တော့ကဒန်ယာရီနဲ့စိုးရင်ရတဲ့ဒန်ယာရီနဲ့တူမစိုးရင်ရတဲ့ဒန်ယာရလီဦးအတီတီရရှိခဲ့ကြောင်း LP ရဲ့တာဝန်ရှိသူထံမှသိရပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်နေအောင်ကြဆောင်ခဲ့ပါတယ်တယောက်ကစိုးရင်ရတဲ့ဒန်ယာပေါ်သူနေတဲ့နေရာဘုံကိုကျင်းနာကို89နှလုံးကြတာအဲ့ဒီမှာထိသွားတယ်အခုတော့စေကူတမှုခံယူနေပါပြီလို့ LP ရဲ့တာဝန်ရှိသူကဆက်လက်ပြောကြားပါတယ် ပန်စူလာ force lbf ဒဝဲအရှိတော်ဒေတာရှိတော်လိုင်းအင်အားစုတွေဖြစ်တဲ့ဒဝဲခရိုင်မှတ်နေတရင် t5 dgrf dnl DEF အဒင်မူ EDF ဂျက်တင်နဲ့ဘီလုံးပြောက်ကြားတပ်ဖွဲ့ KNU တပ်မဟာလီတရင်စနစ်တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့အုတ်ရှိပင်မှာစစ်ကောင်စီရဲဝင်းနဲ့ပေါ်တာဆွဲနေကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းပဒေါင်းမြို့နယ်အုတ်ရှိပင်မြို့နယ်နဲ့ပတ်ဝန်းကျင်ကျေးရွာတွေကလူငယ်တွေကိုစစ်ကောင်စီတပ်တွေကအရက်ဝတ်တင်နဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်နေရလို့ဒေသရင်းစင်ကြီးတရင်အရေးမြင့်တွေစီကသိရပါတယ်။ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအရှင်ကဖမ်းဆီးနေကြမြို့ရင်းမြို့ပြင်ဂိတ်တွေပြင်ကျေးရွာတွေထိပါပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအခုရက်ပိုင်းတွင်ခတ် ဆိုင်ဆိုင်လှုပ်ဆောင်နေရလို့ဒေသခံတွေကဆိုပါတယ်ပြီးခဲ့တဲ့မေလ9ရက်နေ့ကအုတ်ရှိပင်မြို့ ဘင်ကကျင်းရွာနီးတောက်ဘူးဘင်ကရွာချင်းဆက်လမ်းပိုင်းမှာအရက်ဝတ်နယ်ပေါ်တာဆွေဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီးဆိုင်ကယ်နဲ့စီလူ၃ယောက်လာရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။အဆိုပါဖမ်းဆီးမှုမှာကိုဇော်ထအောင်25နဲ့ဆိုသူဖမ်းဆီးခံလာရပြီးမိသားစုကချက်ချင်းလိုက်ထုတ်ခဲ့တာကြောင့်ပြန်လည်ထုတ်ယူလို့ရခဲ့တယ်လို့သိရပါတယ်။အဖမ်းခံလိုက်ရတာကကိုဇော်ထအောင်သူ့အမတွေကမြို့နေရဲစခန်းမှာပဲတာဝန်ကျနေတာဆိုတော့သူတို့မောင်ဆိုပြီးလိုက်ထုတ်တာရသွားတယ်။ပြောရရင် background နဲ့လိုက်တာမျိုးရသွားတာလို့ပြောရမယ်လို့ဒေသခံတယောက်ကသတင်းဌာနကိုပြောပါတယ်။ ဒါအပြင်တခြားပြည်ခရိုင်တွင်ကမြို့နယ်တွေမှာလည်းပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစစ်ကောင်စီကပုံမလုံဆောင်လာနေပြီးပြည်မြို့နယ်ပေါက်ခေါင်းမြို့နယ်တွေမှာလည်းကားပေါ်တွေထိပါဆွဲချဖမ်းဆီးပေါ်တာဆွဲမှုတွေလုံဆောင်နေရလို့သိရကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။